တကယ်ဒီနေ့ဆိုရင်တော်လန်ကြီးညမှာပေါ့နော်ရဆုံးခဲ့တယ်။ဟာစီရံဆရာတို့ပြည်တယ်ဆရာဦးစိန်ဝင်ထိုင်ရပါတော့တနည်းပြည့်မှတ်တရားများကိုဟောပေါ့တန်တာချင်းနေနဲ့ပြန်ပြောရှင်းပြထားပါတယ်ကော။ဦးစိန်ဝင်ထိုင်ဆိုရင်တော့ကြောင်းရပေါ့နော်။ဘယ်ဘယ်ဆုံးဘောနော်ကွန်ပျူတာအဆောက်တဲ့ဆရာတို့တွေ့ကြတယ်ဘောနော်ဒီလိုအဲ့ဒါဘယ်ဆုံးကွန်ပျူတာဆိုင်တဲ့အရေးတန်းလက်တရိယာနေတယ်ဘောနော်ဒီကဆိုရင်ဘယ်ကိစ္စမှမဆိုဘောနော်မင်းမင်းကြီးမင်းကြီးဘောနော် လေးဆောင်ခဲ့တယ်ပေါ့နော်ဒီကွင်ဂါနဲ့ပဲနဲ့ကွင်ဂါနဲ့ပြည်သူ့ကြောင်းများကိုအရာများတွေကအစားဆုံးပေါ့လေးလာပြီးတော့မှဆရာသမားများကိုလည်းပေါ့နော်မျှဝေပေးခဲ့တယ်ပေါ့နော်နောက်ကျောင်းကားဝေးမှာဆိုလည်းဒီကအာကွာထားရတယ်ပေါ့နော်ဆရာတယောက်ဖြစ်တယ်ပေါ့နောက်ပြီးကျွန်တော်တို့ငယ်မြစ်စည်းဝေးပါပြီးတဲ့အခါမှာလည်းဒီကလေရှင်းခေါ်ပေါ့ပေါ့နော်မိမိဝင်နဲ့ဆိုင်ကယ်တူကိုပို့ပြီးတော့မှတတိယမိရပေါ့နော်တန်းလာမိရပေါ့နော် ဘယ်ချိန်မှလည်းဒီကိုမေ့ရောက်ပြီးသွားပါအောင်လို့နော်အဲအဲ့ဒီတော့ကျွန်တော်ဒီကိုကိုအမှတ်တရလေးပြောပြချင်းအမှတ်ရှိပါတယ်ဒေါ်လာပညာရေးမှာကြာဆုံးသွားတဲ့ဆရာတယောက်ရဲ့နှစ်ပတ်လည်းနှစ်နှစ်ပြည့်ပြည့်ဖြစ်ပါတယ်အဲ့ဒီအဲ့ဒီလိုမျိုးအဲဆရာကြာဆုံးသွားတဲ့ဆရာပုံမှာအမှတ်တရအနေနဲ့ပြောကြရမယ်ဆိုရင်တော့ဆရာဆိုလို့ရှိရင်ဒီမှာတော့လည်းအတူတူ ီလီယံလူလူလောက်ခဲ့တဲ့ဆရာတူဖြစ်ပါမယ်ဆီလီယံမောင်နှမရဲ့ချစ်တလူမောင်နှမရဲ့မြို့ချစ်ခဲ့ရတယ်ဆရာရီချစ်ပါဆရာချစ်ပါလေသူအဆလို့ရှိတောင်းမပေးနေမှမဆိုရင်ပအောင်ပအောင်လောက်ရှာခဲ့သူတယောက်ဖြစ်ပါစတင်တဲ့နေရာမှာလည်းမလေးသင်ခဲ့ရဘူး ကျောင်းရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းသူကဖယ်နေအောင်မသိခင်ပဲသူအပ်တဲ့နေရာမှာသူအပ်တဲ့သူဝင်ပြီးတော့အကူအညီပေးခဲ့ပါလေမောင်နှမတွေအလက်ချိန်မှာဆွဲနဲ့စားခဲ့တော့ခဲ့တယ်တောင်နဲ့တောင်သူ့ပြီးစားခဲ့ရတာဒီကိုလည်းအမတ်တရားဘယ်တော့မှမမေးပါဒင်းကြီးရဲ့အတွက်လိုအပ်တဲ့ဆိုရဲစားတဲ့နေကိုလည်း တစ်ချိန်မှာပဲခိုင်ခိုင်မငြင်းမငြူရဲနဲ့လုပ်ပေးခဲ့တာပါအဲ့ဒီအတွက်သူကသူ့အမတ်တရအမြဲတမ်းပြစ်နေမှာပါသူကကလေးလေးပေါ်မှာဆိုရင်လည်းအမြဲတမ်းနှင်နာခံပြီးတော့မှလို့ဖို့ကင်ပတ်ဒီပေါ်မှာလည်းစေရနာပြဝနဲ့ကိုเจ้าရဲ့တာဝန်ကိုလည်းမလင်မဟင်းမဲနဲ့သူ့ပါဇက်ကပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ကိုเจ้าကကိုလုံးမှာ ကိုကျောင်းကပစ္စည်းတွေမပြောက်ပြက်မှဒါကြောင့်မလို့သူကဒီကျောင်းပေါ်မှာဒီကျောင်းရဲ့ပစ္စည်းတွေမပြောက်မပြက်အောင်ထိန်းထိန်းပြီးစောက်ရှောက်နေတာလို့သူပြောသွားခဲ့ပါတယ်ဒါပေမဲ့လို့သူကအခုချိန်မှာဒီကျောင်းမှာမရှိနိုင်ခဲ့တော့ပါဘူးဒါပေမဲ့လို့သူမရှိခဲ့ပေမဲ့ဒီကျောင်းရဲ့ပစ္စည်းတွေဒီကျောင်းရဲ့အခြေအနေတွေကိုတိုးတက်အောင်ဆက်လက်ပြီးတော့ပညာရေးညီကောင်မောင်နှမတွေကတာဝန်ထမ်းဆောင်နေပါတယ်လို့ပြောကြချင်ပါတယ်ရှင် ထိုက်ရဲ့တနည်းပြင်မှတ်ရမှာဥထိုက်ကိုအမြဲတမ်းတတိယနေတယ်ပေါ့အเจ้าကတော့အများကြီးလှုပ်ပေးတယ်ဥထိုက်လှုပ်ပေးသွားတဲ့အရာတွေကအကုန်လုံးတော့လည်းတတိယနေတယ်အခုလည်းအเจ้าကြီးကိုအကောင်ဆုံးလုပ်နေတယ်ပေါ့ရဲ့နေမှာတနစ်ပြေခဲ့တဲ့ဆရာကြီးဦးစိမ်မထိုက်ကိုလွန်ဆက်တတချင်းအပြင်ကျွန်မအမတ်တရစကားတွေပြောချင်ပါတယ်ပေါ့ဆရာကြီးနဲ့တီးခဲ့တာဆိုလို့ရှိရင်ကျွန်မတို့စတန်းကျောင်းတူခွားခဲ့တဲ့ဟာဆရာကိုခင်ခဲ့တယ်ပေါ့နော်ဆရာဆိုလို့ရှိရင်သူကအမြဲတမ်းဖော်ရတတ်တယ်အပြင်ကသူတပားကိုလည်းကူညီတတ်တယ်သူတယောက်ပေါ့နော် ဆရာဆိုလို့ချင်းကျွန်တော်တို့ကိုယ်တိုင်နေဆယ်တန်းနေမှာဆိုရဲတူအကြောင်းတက်သွားပြီဆိုရင်အမြဲတမ်းမာတာကစာကြိုးစားဖို့ပေါ့ပြီးရင်လေးလေးမားမားနဲ့နေဖို့ပေါ့အမြဲတမ်းဆုံးမလေးရှိခဲ့ပေါ့နော်သူ့ကိုဆရာတယောက်ဆိုတာကျွန်တော်တို့ရဲ့မှာဦးလေးလူပေါ့သူ့ကိုအရင်လေးခင်မာတယ်ပေါ့နော်ပြီးရင်အမြဲတမ်းလည်းဆုံးမတူတင်တက်တဲ့ဒုတိယပေါ့အဲအဲ့ဒါနဲ့သူက ကျမတို့ဒီမှာစာသမီးဆိုရင်လည်းပေါ့သူအမြဲတမ်းတင်ပြပေးတယ်ဘလို့ရတယ်ဆိုရင်ဘလို့ပြောရမယ်အချစ်ရည်နဲ့ဆက်ဆံရင်ဘလို့ပြောရမယ်ဆိုရမလားသူလက်နဲ့ပညာတွေအကုန်လုံးကျမတို့အကုန်တမေးလေးရှိတယ်ပေါ့နော်အခုဆိုရင်သူပို့ပြီးတရိယာပါလဲဆိုလို့ရှိရင်ပေါ့အချက်ပွဲတစ်ခုခုလောက်တော့မယ်ဆိုရင်သူကအမြဲတမ်းအကစားပွဲမှာပဲဖြစ်ဖြစ်ဘယ်ပွဲမှာပဲဖြစ်ဖြစ်သူကအမြဲတမ်းတဲ့ကြောင်နဲ့ဘာလို့ချင်းနေဆိုရင်သူ့ပြလိုက်တာနဲ့သူအကုန်ဖြစ်စီရမယ်အကုန်လုံးပြလေးရှိတယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်သူမရှိတော့ကြတော့အဲ့လိုမျိုး တတကြကြလောက်ပြီးမဲ့သူကလေမရှိတော့ဘူးကွာတမလို့ရွာတွေရောအောင်းတူကြောင်းနာတွေရောအတွက်ရောစင်ဆရာဆိုလို့ရှိရင် လူလာသေးတာပေါ့နာမည်ကတော့အခုချိန်ထိကျန်ခဲ့ပါလေဆရာမချာသတော့ရင်ဥထရဲ့တနည်းပြဝမ်းနေွယ် ဒီတိအဖြစ်ပေါ့ဝမ်းနဲ့ဆရာတောင်းလေးတွေကိုကျွန်မဆရာဆရာမတွေရဲ့ကိုစားပြောပြချင်ပါတယ်ပေါ့နော်ဥထိုင်နဲ့ပတ်သက်ပြီးအကြောင်းကိုပြောမယ်ဆိုရင်ကျွန်မဒီထဲမှာပြောပြလို့ကုန်းမဲလို့ထင်ပါဘူးပေါ့နော်ဒါဟာအပြင်ပေါ့ကျွန်မအခုကြုံတွေ့နေရတာကြီးတွေကအပြင်ပေါ့ကျွန်မကြုံတွေ့ခဲ့တဲ့အဖြစ်ပြက်တွေအပြင်ဒီကျွန်မဒီကျွန်မပေါ့တခုခုပေါ့မိကွန်းဖောက်လို့ခြင်းနဲ့ပေါ့ဥထိုင်ကြီးကျွန်မဟိုစာပွဲတီးဖို့အတွက်မိကွန်းဖောက်လေးထုတ်ပေးပါဦးအဲ့လိုပြောလိုက်ရင်ဥထိုင်ကဒီ ်ပတ်လင်းမြတ်တက်လက်တဲ့လူဆိုတော့ကျမတို့ချက်ချင်းပဲကျမလိုချင်တဲ့မိကွန်းဖောင်းမျိုးအမြန်ဆုံးရအောင်ဒီထုတ်ပေးတယ်ပေါ့ညီညွတ်ချင်းလည်းမရှိပဲနဲ့လုပ်ပေးတယ်အခုဆိုရင်ကျမတို့မှသူမရှိတဲ့အတွက်ကျမတို့လိုချင်တဲ့မိကွန်းဖောင်းမျိုးလိုချင်တယ်လိုချင်တယ်ဆိုမဲ့ကိုယ်တိုင်ဒီမလုတ်တက်တဲ့အတွက်ပေါ့နော်ဥထိုင်မရှိတဲ့အတွက်ဒီလိုအခက်ခဲလေးလေကျမတို့ကြုံတွေ့နေရပါတယ်ပေါ့နော်ဒါပြင်ဥထိုင်နဲ့ပတ်သက်ပြီးဥထိုင်ကတခုခုပေါ့နော်ကလေးတွေကိုပညာသင်မယ်သင်ချတင်မယ်သင်ချတင်မယ်လို့ပြောလိုက်တယ် ဲ့ခါမှာကလေးတွေကိုအရင်မတင်မဲနဲ့ကျမတို့ဆရာဆရာမတွေအချင်းချင်းဆွေးနွေးတိုင်ပင်ပြီးတော့မှဒီပုတ်လေးတော့ငါတို့မရေးဘလူလေးတွေ့မလဲပေါ့နော်အဆရှိသဖြင့်ပေါ့မင်းများဆွေးနွေးပြီးမှကလေးတွေကိုတီတီချာချာခါခါနာနာတင်ပြပေးတဲ့လူလေးဖြစ်ပါတယ်ပေါ့နော်ကျမဥထိုက်ကကျမရဲ့ဒီလောက်ဖို့ကန်တဲ့ဆရာတယောက်လည်းဖြစ်တယ်လို့ကျမရဲ့ဦးလေးတယောက်ဖြစ်တဲ့အတွက်ဒီဥထိုက်လိုလူမျိုးဆုံဆုံလိုက်ရတယ်ကျမအတွက်တော့ပေါ့ရှင်နာလို့မဆုံးပါဘူးပေါ့နော်ဒါပါပဲပေါ့ကျမနောက်ထပ်ဒီ ပြောပြမယ်ဆိုရင်ဥထိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနောက်ထပ်ပြောရမယ်ဆိုရင်မကုန်နိုင်တဲ့အတွက်ဆရာဆရာမတွေရဲ့ကိုစားဒီလောက်ပဲပြောချင်ပါတယ်ကျွန်တော်တို့ဆရာစီးတော်ဆိုရင်ဟိုမျိုးဆရာနဲ့စာသင်ခြင်းကြီးအဲလေ့ကျင့်ခန်းကြီးပါလေ့ကျင့်ခန်းအခန်းကြီးဆိုဆရာနဲ့အဲ့ဒါကျွန်တော်တို့တချင်းတွေပါလေးကြပြီးကိုယ့်အကူကြပြီးကိုယ့်အကူစိတ်တော်ပြီးပြောင်းချင်တာအခန်းစီတော်ပြီးတချင်းတွေဆိုကြတယ်ပြောကြပါကြတယ်အဲအဲ့လိုမျိုး အဲ့လိုလိုပြောကြပါကြတယ်ဆရာဆိုလို့ကျွန်တော်တို့ချစ်တယ်ဆရာလည်းချစ်တယ်ဆရာတော့ပူပြီးချစ်မှာပေါ့သူကဆရာစောကြော်လေသူကပူပြီးချစ်မှာပေါ့အဲတပည့်တွေကတော့အတိမ်ပါတိမ်ခံဘူးဆရာစော အတိမ်ပါလည်းခံတယ်ဆရာအဲသူ့လည်းချစ်တယ်ဆရာလူမျိုးဘာလုံးစားစားဆရာပဲကြည်စင်ပြရဆရာပဲကြည်စင်ပြရအခုအဲ့ဒီဘလာဒိုင်းလေးတွေပါလေဆိုလဲဆရာချောကလက်တွေပါလေဝယ်ကြည့်တယ် ဆရာနဲ့အပန်းစီခီးတွေဘာတွေထွက်ပြီးဆိုလဲဆရာအကုန်အခုတခုခုအပန်းစီခီးထွက်လို့စားချေတောက်ချင်နေဆိုရင်တခါတည်းဆရာဝေကြည့်တယ်ဟမ်အမြဲလိုလိုရောလည်းမဟုတ်ဘူးဆရာတခါတည်းဝေကြည့်တယ်အပန်းစီခီးဘာတွေထွက်ပြီးဆိုဆရာတခါတည်းဝေကြည့်တယ်အဲ့လိုဝေကြည့်တာတွေလည်းအမတ်ရပါတယ်ဆရာဝေကြည့်တယ်အဲ့ဆရာဟာဆရာခုကြောက်မှာတခုခုလုပ်ပြီးဆိုရင်ဆရာတော့ဆရာ တော့ပဲအရေးပါတယ်ဘုလို့ဒီပြင်ဆရာဆရာမတွေကိုအပြစ်တင်တာတော့မပေါ့ဆရာတော့ပဲတော်တော်လုံးလက်ခံရတာများတော့ကြာဆရာပဲလို့တော့ဘုဆရာကြီးနဲ့ဘဲတော်တော်ပဲလာတာဆရာပဲဆရာစိမ့်မဲ့ဆရာစိမ့်မဲ့လဲတာဆရာကြီးကတော့ဆရာကြီးကတော့ဒါဘုတကြောင်းလုံးမှာတော်တော်တမိုင်းတူအောင်နေသွားတဲ့ဆရာကြီးပေါ့ဟာတပည့်တွေပုံမှာလဲစုဆုံးမှမူကဘလူးမအောင်ရုံးနေမှာတော့အဲ့လိုဆုံးမတိုင်းလဲဟိုလို ိုက်တာနှက်တာမပါဘူးပါးစပ်နေတဲ့အဘဲဒီဟုတ်ပြောမလို့ဆုံးမတာကိုနားထောင်နေတော့အောင်ဓာတ်တွေတွန်းပြနေတယ်သူတွန်းပြလို့ရှင်တပည့်တွေကလည်းနားလဲတဘောပေါ်လည်းကိုဆောင်နားလဲပြနေတယ်အဲအဲအကြောင်းဆရာကလည်းချစ်တယ်တပည့်တွေကိုရိုက်လို့ကြတော့ဆရာလည်းအဲလိုတပည့်တွေကိုနားလဲပြီးတော့တုံတိုင်းဝါကဘာမှမကြည့်အာနေတနေ့ကြတော့ဆရာဆက်ဘလူးမှလည်းမတိပါဘူးအဲ့ဒီ အဲ့နောက်နောက်ဆုံးဆောင်မပွဲအဲဒုနောက်နောက်နောက်ဆုံးဆောင်မပွဲအဲ့ဆောင်မပွဲမှာမြမသားဖြီးပြီးနောက်တနေ့တင်ချပြီးပါတင်ချပြရမှာဆိုတော့တီတော်စာတွေပဲလေ့ကျင့်နေတာပေါ့အဲ့လေ့ကျင့်မှာနှစ်ပိုင်းလေးခဏအရာထားပြီးလုံးလိပါလေးကိုပြီးစာတွေလေ့ကျင့်ပြီးဆိုတော့အင်းအားကြီးအင်းတွေတော့အာအင်းတွေတော့အင်းနဲ့လေးနှန်းကြားဆိုဘလို့ယူးယူးလာတယ်ပဲထင်တာပေါ့အရင်လက်ပုံမှန်အဲ့လိုမျိုးဖြတ်သွားဖြစ်လာလို့မျိုးဆိုတော့ ထွက်ကြည့်လိုက်တာထွက်ကြည့်လိုက်တော့လေယုံတော့မြင်လိုက်တယ်တော်ကြီးရဲ့ဟာနေ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 လဲအဲ့ဒါကြည်ညာပေါ့အဲ့ဒါနေပြစ်သွားတာယူလဲမြင်လဲပါတယ်အဲ့ဒါပြစ်သွားပြီဆိုပြီးတာပေါ့လုံခြုံမဲ့နေအောင်ပြီးတယ်ပြီးပြီးတော့အဲ့ဒါအဲ့လုံခြုံတဲ့နေအောင်ပြီးပြီးအဲ့သူမျိုးရိုးရရပြီးတော့ဆိုထွက်လာတော့ကြတော့ဆရာစိန်ဆရာစိန်ထိလို့တယ်လို့ကြားပါတယ်အဲ့ဒါအဲ့ဒါလဲဟိုလူတာမန်ထိတယ်လို့ပဲထင်တာပါဟိုလူကြီးကြီးမားမားလို့မထင်သေးပါဘူး ောက်ကြမှာအဲရတတယောက်ကဒေရာလို့ပြောတယ်ကြားခဲ့ပါတယ်အဲ့ဒါလည်းမယုံသေးပါဘူးအဲ့ဒါရတဒုကိုယ်တိုင်ကြည့်ခဲ့ပြီးပြီးပုံစံဘလို့ဘလို့ပြောကမှကျွန်တော်တို့ယုံတာပါအဲ့ကကြမှာဆရာရှင်လို့ကြားတော့မှဒီလိုမှန်းနေပါတယ်ကျွန်တော်တို့ကြောင့်ဆရာရှင်မတွေနဲ့သူ့ချစ်တဲ့တပည့်တိုင်းကြောင့်တပည့်တိုင်းအကုန်လုံးသူ့ချစ်ကြတော့ကြတော့အကုန်လုံးဝမ်းနေပါတယ်ဝမ်းနေပြီးအဲ့ဒါငိုကြတာပေါ့သူ့စင်မျိုးရင်းချတယ်လည်းငိုကြပါတယ် အဲဆေးဆေးရစာတင်မဒီကင်တော့သုံးမသွားကြတာလေးမျိုးလည်းကျွန်တော်စစ်တင်လိုက်နာရပါတယ်သူရဲ့သူဖြစ်စီခြင်းတဲ့အတိုင်းလည်းနေပါတယ်သူရဲ့ပညာသူတင်ခဲ့ပြီးတဲ့အတိုင်းလည်းသူတင်ခဲ့ပြီးတဲ့ဤစနေတာသူသုံးမခဲ့တဲ့အတိုင်းလည်းခုချိန်နေနေပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဆေးရကြဆုံးဆေးရမကြဆုံးနေအောင်တော့ကျွန်တော်နေနိုင်ဒီမှာနေနိုင်မှာပါခုကဆေးရတော့ဘာနဲ့လို့ပြီးတော့ဆေးရကိုဂုံပြည့်ရဲ့အနေနဲ့ဆေးရဆန်တော်ဖြည့်ကြည့်ပြတာလည်းပါပါ ဆံပြောချင်တာတော့ငါအခုဆရာစင်ဂျင်းကြဆုံးပြီးတော့ဆရာမကြပြန်ရောဆရာစီးကင်တော့ဟာရေနဲ့ဆရာကြပြီးတော့အမတ်တရားလေးတွေပြောချင်တာအခုဆရာမတည်ဆရာမကြပြန်တော့ဆိုရင်ဆရာကျွန်တော်တို့အများရန်ဆုံးပါတယ်ပြီးတော့ဆရာဆိုရင်ကျွန်တော်တို့အတွက်အမျိုးလုံးတစ်စုံလေးဖြစ်ပါတယ်ပြီးတော့ဆရာကျွန်တော်တို့မှာခဲ့တဲ့အချက်တုံးရစီပါအဲ့အချက်ကဆိုကျွန်တော်တို့ပညာတတ်ဖို့အဲ့လိုမျိုးပညာတွေတတ်ဖို့ လိုလူကြီးဖြစ်ဖို့စိတ်ဓာတ်ကောင်းဖို့နိုင်ငံအတွက်အကျိုးပြုမဲ့နိုင်ငံတော်လေးဖြစ်ဖို့အဲကြိုးစားပြီးမှကြားခဲ့ရဲအဲပြီးတော့ဇာဆိုရင်ကျွန်တော်တို့ဇာဆိုရင်အရအလွန်အတင်ပြကောင်းတယ်အတင်ပြလည်းကောင်းတယ်လို့ပြောရလည်းကောင်းတယ်เสียอาဆိုရင်သူကကျွန်တော်တို့နဲ့လည်းအမျိုးလဲတော်လို့ကျွန်တော်တို့နဲ့လည်းအမြဲတမ်းတွားတာတွားလာရှိတယ် ီးတော့ဆရာမတီခင်တော့ဆိုအမှတ်တရတွေအများကြီးပါတယ်ဆရာဆိုရင်အခုကျွန်တော်တို့တွေအဲအဲ့လိုမျိုးကစားခြင်းခြင်းနဲ့အဲ့လိုစားခြင်းချိန်မှာကစားခြင်းနဲ့ဆိုလဲနှစ်ခုလုံးဝထပ်မပြောရပါဘူးဆရာအဲ့ဒါလိုလေးလေးမရှိအောင်ပြည့်စည်ပြီးတယ်အဲ့လိုမျိုးကားပွဲတွေရှိတယ်ဆိုရင်လဲကျွန်တော်တို့အတွက်အာအင်ဂျီလေးတွေပါလေးဝဲပေးတယ်ပြီးတော့စုံကြီးတော့ကားပွဲတွေဆိုရင်တခုခုလိုတဲ့ထားလိုတဲ့ဆိုဆရာပြည့်စည်ပေးတယ်ဆရာဆိုကျွန်တော်တို့ကိုလည်းကောင်းတယ် ဆရာဟိုဆရာဆိုရင်ကျွန်တော်ဘဝတစ်ဆောင်မှာအဲ့လိုမျိုးအားရလေးစားတူတယ်အများကြီးတယ်မှာဆရာဇင်ရဆိုရင်ကျွန်တော်ဟိုတော်တော်လေးစားဆုံးတယောက်ဖြစ်တယ်ပြီးတော့လည်းနောက်ဆရာဆိုရင်ယူတာကြိုးစားတဲ့ဆရာတူဖြစ်တယ်သူကအတူအလုပ်ကဆိုရင်တော့အများကြီးရှိပါတယ်အဲ့လိုစိုက်ပျိုးရေးတွေလည်းသူကတော်တော်ဝါဒနာပါတယ်ဆရာအဲ့လိုမျိုးစိုက်ပျိုးတွေဝါဒနာပါတယ်ပြီးတော့အလုပ်လဲဆုပ်တယ်အဲ့ဒီကြားထဲကနေကျွန်တော်တို့ရဲ့ပညာရေးအတွက်ကိုလာပြီးတင်ကြပြီတာပေါ့ဆရာ အာဆရာဒေါ်လာရေးအလိုလက်နက်ကိုင်းမျိုးမတိုက်နိုင်ပေမဲ့ဟိုပညာရေးနဲ့တပတ်တလန့်နေပြီးကမှတွန်းလန်တိုက်ထုံနိုင်တယ်အဲပြီးတော့အရေးဆရာမှာအရေးချင်းကောင်းစီရယ်ဆရာစာတင်လဲကောင်းတယ်ဆရာကိုကျွန်တော်တို့အခုအဲဒီရောင်းတော့မှဆရာအဲ့လိုတခုခုကြီးပြောလိုက်တယ်ဆရာနဲ့တိုက်ဆိုင်ပြီးတယ်ဆိုရင်ဆရာကိုကျွန်တော်တို့တတိယတယ်ဆရာဆိုရင်ကျွန်တော်တို့တော့ဖျောင်းနိုင်လို့ပဲဖျောင်းနိုင်လို့သူ့ကို ကိုလောင်ကျွမ်းခံပြီးကမှကျွန်တော်တို့တပည့်တွေအတွက်ကိုအလင်းပြင်ပညာအလင်းတွေကိုပေးသွားတယ်။အဲတော့ဆရာကနေတယ်လို့ပြောတယ်။အခုလေအဲကျွန်တော်တို့ရေစာမွေးဖြည်ပြီးစာမွေးဖြည်နေတော့မှလေအကြောင်းတရားပေးတော့ကျွန်တော်တို့လည်းဘာမှတော့မသိပါဘူး။အဲ့ဒါအဲလေးရဟာစနေရီဘယ်လောက်ကြာလေးရလာတယ်လေးရလာတော့ကြာတော့အဲ့ဒါလေးနဲ့ဒါတော့ကြာပုံမှန်လာတယ်မှကျွန်တော်တို့လည်းအဲ့ဒါဘာမှမဟုတ်ဘူးအဲ့ဒီတိုင်းလေး ဟိုပုံမှန်မဲ့နေရပေါ့အဲ့ဒါပုံမှန်မဲ့နေရမကြခဲ့လေရပြစ်သွားတယ်ဆိုတော့အဲ့ဒါပုံကြဝကြတာပေါ့အဲ့ဒါလုံကြုံတဲ့နေရာကိုပြေးကြတာအဲ့ဒါဟိုအဲမကြခင်မှာဆရာဦးစိစိဆရာစိန်တည်တယ်ဆိုပြီးကြားလိုက်တော့ကြာကျွန်တော်တို့ငိုကြပါတယ်အဲ့လိုမျိုးငိုတယ်ဆိုပေမဲ့ဒါမဲ့ကျွန်တော်အဲ့အချိန်မှာတခုတော့တတိယလိုက်ပါတယ်အော်လူဆိုတာတနေ့ဒီမှာပဲဆိုပြီးကမှကျွန်တော်လူစွာတနေ့ဒီမှာပဲဆိုပြီးတိတ်ဝမ်းမနေခဲ့ဘူး။ဒါပေမဲ့ဝမ်းမနေလို့ဆိုလို့မှကိုယ်ဆရာအရင်ချတယောက်ဆိုတော့ အရင်ကဝမ်းဝမ်းမနေဆိုတော့ကိုယ်ဆရာအရင်ချတယောက်ဆိုတော့ကြတော့ဘယ်လိုပြောရမလဲကိုယ်ဆရာအရင်ချတယောက်ဆိုတော့ငိုတော့ငုံမိတာပေါ့ဒါပေမဲ့ငုံမိတယ်ဆိုမဲ့လူတယောက်ဆိုတာတနေ့ဆိုတာဒီမှာပဲဒီမှာပဲဆိုမဲ့ဆရာကအခုကတူကတူကိုကိုအလောင်းကျွန်တော်တို့အတွက်ကိုလူတို့ကပြောရမယ်ဆိုရင်အဲ့ဒီမှာလည်းကျွန်တော်တို့တွားမယ်ဆိုရင်ကြောင်းတွားခဲ့မယ်ဆိုရင်ကျွန်တော်တို့လည်းဘဝရယ်လည်းတွေးအဲ့လိုဆရာလူဖြစ်မှာပဲနဲ့ကျွန်တော်တွေ့တော့တွေ့မြင်ဒါပေမဲ့အဲ့လိုမျိုးစိတ်တရားဟိုရောက်ဒီရောက်တာနေမှာပါလေတော့ အဲ့တွေ့မြင်ဆရာဝယ်တတိရတဲ့အဲ့လိုဆရာတော့ကောင်းမှုကူမှုလေးလုပ်တယ်အဲ့လိုမျိုးလေးအိမ်မှာဆရာဆိုရင်အဲ့လိုမျိုးအမြဲတမ်းပြုံးနေပြုံးပြုံးပျော်ပျော်နေတယ်တချို့ကဆိုရင်လူရတာအချို့ကဆိုရင်သူ့ကိုအဲဘာစမိုင်းနေတော့အဲ့လိုလေးအနာမပေးကြတာပေါ့အမြဲတမ်းပြုံးဆွဲနေလို့ဆရာကိုအဲ့လိုတစ်ခုခုလေအခုကျွန်တော်တို့အိမ်နေအလဲလာလို့ခရမ်းကျင်ကျောင်းနေစိုက်ပျိုးကျောင်းနေပြောတယ်ဆိုရင်ဆရာကိုအမတ်ရတယ်ကျွန်တော်ဈေးရောက်ပြီဆိုရင်လည်းဆရာကကျွန်တော်ကိုစတဲ့ အချိန်မှာဆရာကိုအမက်ရတယ်ကျွန်တော်ဇီအောင်သွားတိုင်းဆရာတို့လမ်းကိုကြည့်လိုက်လို့ရှိရင်ဆရာရဲ့အပြင်ဘက်မှာဆရာထိုင်းနေတဲ့ပုံလေးတွေကိုအခုဒီအမက်ရရတယ်ကျွန်တော်ဘလိုပဲဖြစ်နေနေဆရာကိုအပြည့်ပြမှာကြခဲ့တဲ့ပညာတော်ရမယ်ပြီးတော့စိတ်ထားကောင်းရမယ်နိုင်ငံအတွက်အကျိုးပြုမယ်အကြံအကြံလူသေးတရားဖြစ်အောင်ကျွန်တော်ကြိုးစားမယ်ပြီးတော့ဆရာမာကတ်တွေကျွန်တော်တို့ ကျောင်းသားတွေအရင်တော့မစည်းလုံးမအောင်ခုဆရာဒေးဗီရဲ့နောက်မှာဆရာစကားကိုနားထောင်ပြီးကျွန်တော်တို့စည်းစည်းလုံးလုံးနေမယ်လို့ပြောပြနေတယ်ကျွန်တော်အဲ့ဒါကိုလည်းကျွန်တော်ပြောချင်တာတော့အဲ့လိုပါဟုတ်ကဲ့ဒီကနေ့အစရင်ကျွန်တော်တို့ chicken လေးစားရတယ်ကျွန်တော်တို့နဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့ကျွန်တော်တို့ဆရာသူစင်မင်ထားကြာဆုံးခဲ့တာတနေ့ပြည့်နေ့လေးဖြစ်တယ်ပေါ့နော်ငွေရက်နေ့က ခြေချောင်းတက်ခိုင်းမှုနဲ့အတူစာဆောင်ရရတဲ့ဆရာရဲ့တနည်းပြမှာခုလိုခုတ်ကူမျိုးနဲ့ပညာရေးဘုတ်ဘုတ်ဝင်နေကိုစားကြားချောင်းရတဲ့အတွက်လည်းပီတိဖြစ်နေပါတယ်။ဆရာအားဆိုရင်ကျွန်တော်တို့အနာသိနေတဲ့အချိန်မှာစီရီယံဖြစ်ကျွန်တော်နဲ့တူရေရတော့ပါဝင်ခဲ့တယ်။ဒါနဲ့မကဘဲနဲ့ခုနေပြည်တော်ရေးပြန်လည်ခေါ်ဆောင်တော့မယ့်အပိုင်းမှာဆက်တွဲပြီးတော့ကျွန်တော်တို့အတူတကွာ စူးစားခဲ့ကြတယ်။ကျောင်းသားတွေရဲ့ပညာရေးအတွက်အမြဲတမ်းမှအလုံးလာလာတဲ့ဆရာတယောက်ဆုံးရှုံးခဲ့ရတဲ့အတွက်လည်းအမြဲတမ်းမှဝမ်းနည်းခဲ့ရပါတယ်။ဒါဟာဆရာရဲ့မိသားစုအတွက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ရရွာအတွက်ပေါ့ကျွန်တော်တို့တဆိုင်ရန်ပညာရေးတစ်ခုလုံးအတွက်ပေါ့ကြီးမားတဲ့ထုံးနေချက်ကြီးလည်းဖြစ်ခဲ့တယ်။အမြဲတမ်းမှအလုံးလာလာတဲ့ဆရာတယောက်ဖြစ်ပါတယ်။ကျွန်တော်တို့ လုပ်ငန်းတွေအတူတူလုပ်ကြတဲ့အခါမှာအကစားပွဲတွေပြေဆုံးပွဲတွေတွားကြတဲ့အခါမှာအများနဲ့မင်းမညူနဲ့ကြာရတောင်းကျုံကျုံရှင်ရှင်နဲ့ပဲဆောင်ရွက်ခဲ့တဲ့ဆရာပို့ပြီးတော့အမှတ်တရရှိပါတယ်ခုလိုဆရာမရှိတော့ပဲလေကျွန်တော်တို့ဒီတော်လန်ရေးယူဆက်လက်ပြီးတော့ဆုံးထိတိုက်ပွဲဝင်သွားပါမယ်လို့ဆိုပေါ်ဖွဲ့ဝင်ရဲ့ကိုစားကြောက်ကြနေပါလေကျွန်တော်တို့တွေ အာနာရှင်စနစ်ကြီးပြီးဆုံးတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားရင်လည်းဆရာကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြဲတမ်းဒရီဒီယာရှိနေပါပါဆရာကိုကျွန်တော်တို့အမြဲတမ်းဒရီဒီယာရှိနေပါပါ